မောက်ဆက်အတူရဲ့ဖမ်းထားတာကိုခံလိုက်ရတဲ့စီရယ်လာကိုဒါရွာကပြန်လာကေပြီးရဲ့နောက်မှာဒါရွာကစီရယ်လာဟာကန်ဆိုးခြင်းနေနဲ့တေးချင်းတရားတွေပဲတေးဆောင်လာတဲ့သူလို့ဆွဆွဲပြီးတော့ခြံထားခဲ့ပါပြီစီရယ်လာကလည်းသူ့ရဲ့မာနအတိုင်းပဲဘသူမှမရှိတဲ့တယောက်တည်းဆက်သွားရမှာပဲလို့ပြောကာဂေရိုကိုရှာဖို့တထွက်လာခဲ့ပါပြီမျိုးငယ်တစ်ခုစီရောက်တဲ့အခါမှာစီရယ်လာလည်းဗိုက်စာနေရကြမလို့အစားအစာတချို့ကိုခိုးယူလိုက်ပါပြီအရောက်မြင်သွားတဲ့မိန်းမကြီးတယောက်ကစီရယ်လာလို့ကောင်မလေးကိုသဘောကျသွားပြီးတော့ဘယ်လိုသွားမလို့လဲလို့မေးလိုက်ပါပြီ ဇီရလာကလည်းကန်းဂျီကိုဘလောက်သွားရအောင်မလဲလို့ပြန်ပြီးတဲ့ခါမှာကန်းဂျီကအတော်လေးဝေးသေးတာမလို့ခြေကျင်သွားမယ်ဆိုရင်အန်နီရဲ့များတဲ့အတွက်သူ့ရဲ့မြင်းနဲ့လိုက်ခဲ့ဖို့မိမာရခေါ်လိုက်ပါရီဇီရလာကလည်းသူ့အတွက်နေရာတိုင်းကအန်နီရဲ့များနေတာအသားကျနေပြီလို့ပြန်ပြောပြီးတော့တယောက်ထဲသာဆက်လျှောက်လာခဲ့ပါရီနောက်ထပ်တနေရာရောက်တဲ့အချိန်ဒီမိမာရလည်းဇီရလာကိုသူစောင့်ရှောက်ပေးပါမယ်လို့ပြောပြီးတော့ဇီဝဲစရာတစ်ခုခုကြံနေသေးလို့ဆိုပြီးတော့ပြောတာသွားဝင်နေတော့မှဇီရလာကမိမာရဲ့မြင်းကိုခိုးပြီးတော့ဖျက်ပြေးသွားပါတော့ နောက်တစ်ခါမှာတော့ငကားပြဿနာတွေပြည်လဲသွားပြီးရဲ့နောက်ရန်နီဗာနဲ့ရောဂျက်စကီယာနဲ့ပါအဆင်မပြေဖြစ်ကတယောက်ထဲလမ်းခွဲထွက်လာခဲ့တဲ့ဂေရော့ကတောင်ထိပ်တစ်ခုကနေပြီးတော့နက်ကစစ်တီတွေစခန်းချနေတောင်မြင်ခဲ့ရပါပြီ။အဲဒါကြောင့်ဂေရော့ကလည်းစင်ထရာတိုင်းပြည်ကမော်ဆီယာမောက်ဇက်စ်နဲ့လှုပ်ဝက်တွေးဖို့ချိန်ပြီးတော့စင်ထရာကိုရောက်လာခဲ့ပါပြီ။စင်ထရာရဲ့မြေရောက်လိုင်းကိုတခုထဲမှာတော့မောက်ဇက်နဲ့တွေ့တဲ့အခါမှာမောက်ဇက်ကဂေရော့ရောက်လာတာကအသက်ကြီးဥပဒေအရကလေးတောင်းမှုလာတယ်ထင်ပြီးတော့အရင်ကပြောခဲ့တဲ့စကားတွေကိုပြန်ဖြတ်တော့မှလာလို့မေးလိုက်ပါပြီ။ ကေရော့ကလည်းနက်ဖ်ကဆက်သားကြီးစင်ထရာကိုတိုက်ဖို့စခန်းချနေတာ तू ကတွေးခဲ့လို့ကလေးလုံးုံမှုရှိမရှိလာကြည့်အောင်တသက်ပေးလို့ပြန်ပြောလိုက်ပါရီမောက်ဆက်စ်ကလည်းဂေရော့ထောက်သွားခဲ့တဲ့၁၂နှစ်အတွင်းမှာဒိုနီနဲ့ပါဗတာတို့တင်းမောမြုပ်ပြီးတည်သွားတဲ့အကြောင်းပြောပြလိုက်ပါရီအဲချင်းဂေရော့ကလည်းအန်နီရဲ့အငွေ့တောက်ခံစားလိုက်မိတာကြောင့်မလို့မောက်ဆက်စ်တစ္ဆာဖောက်တာလားလို့မေးလိုက်ပါရီမောက်ဆက်စ်ကလည်း "तू ဘာသူမှခေါ်မလာဘူး"လို့ပြန်ပြောလိုက်ပါရီဂေရော့ကလည်းလိုင်ကောင်းတစ်လျှောက်ကိုပတ်ကြည့်ရင်စင်ထရာစစ်တီတချို့တွေ့လိုက်ရအကြောင်းမလို့မောက်ဆက်စီပြန်သွားပြီးတော့ မောက်ဆက်ကိုဓာတ်နဲ့ထောက်ထားလိုက်ပါတယ်ပြီးတော့မှသူ့ကိုဖမ်းချင်ရင်မောက်ဆက်ကိုအရင်တက်ပြီးတော့မှဖမ်းလို့စစ်တီတွေကိုအော်ပြောလိုက်ပါတယ်စစ်တီတွေကလည်းနှစ်ယောက်စလုံးကိုတတ်ဖို့ပြေးလာတဲ့အချိန်မှာမောက်ဆက်ကလည်းမှော်မုတ်ဝါတစ်ခုကိုဖွင့်ပြီးတော့ဂေရုံးနဲ့ထွက်ပြေးသွားခဲ့ပါတယ်ဇင်ဒရာဘီယင်မကလန်တီကလည်းဂေရုံးရောက်နေအောင်တိပြီးတော့တပ်ဖို့စစ်သားတွေကိုလွတ်ထားတာကြောင့်မလို့အေးစီစီစစ်လက်နက်တွေကိုလိုက်ပြီးတော့လေလာနေခဲ့ပါတယ်။အဲဒီအချိန်မောက်ဆက်နဲ့ဂေရိုးတို့ရောက်လာကြပြီးတော့ကံကြမ္မာအသက်ကြွေးကိုရှောင်လွှဲခဲ့တဲ့ဘရင်ရဲ့ဘဝဟာတေးချင်းနဲ့ပဲအဆုံးသက်တယ်လို့မောက်ဆက်ကပြောလိုက်ပါတယ်။ ဂလန်ဒီလည်းပဲသူ့သမီးပါဗတာတေးသွားကလေးကသူ့ရဲ့သွေးမျိုးဆက်ဆိုလို့မင်းသမီးစီဝဲလာပဲကြံတော့တာမလို့မပေးနိုင်ဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ဂေရော့ကလည်းနက်ဖ်ကာစစ်တီရဲ့စင်ထရာတိုက်ခိုက်တဲ့အချိန်စီဝဲလာအတွက်အန်နီယယ်ရှိနိုင်တဲ့အတွက်အန်နီယယ်ကင်းတဲ့အချိန်ထိသူစောင့်ရှောက်ထားပြီးတော့ဂလန်ဒီတို့ဆက်နိုင်တဲ့အခါမှာပြန်လာပို့မယ်လို့ပြောလိုက်ပါတယ်။ဂလန်ဒီကလည်းစစ်တီတွေပြည်သူပြည်သားတွေကြားမှာဂရိမတီရဲ့သူအဖြစ်မခံနိုင်တာကြောင့်မလို့သူ့ရဲ့မျိုးကိုသူကိုယ်တိုင်ပဲအသက်ကြွေးအကြောင်းပြောပြီးတဲ့အချိန်ဂေရော့ကိုလာခေါ်ဖို့ပြောလိုက်ပါတယ်။ ခဏကြာတဲ့အခါမှာဂေရိုကလည်းဂလန်ဒီရဲ့နန်းဆောင်လေးကိုရောက်လာခဲ့ပါရီဂလန်ဒီကလည်းလမ်းပေါ်ကကလေးမတယောက်ကိုစီဝေလာဖြစ်ဟန်ဆောင်ခိုင်းပြီးတော့ဂေရိုစီကိုထည့်ပေးဖို့ပြင်ဆင်နေပါရီကလေးမလေးကလည်းသူ့ရဲ့တငယ်ချင်းတွေကိုနှုတ်ဆက်ဖို့အတွက်အချိန်ခဏတောင်းကထွက်သွားခဲ့တာကြောင့်ဂလန်ဒီကလည်းအစင်းသည့်ဖြစ်ရင်ဂေရိုကိုခေါ်လိုက်မယ်လို့ပြောလိုက်ပါရီဂေရိုကလည်းနန်းဆောင်လေးကပြန်ထွက်လာပြီးလမ်းမပေါ်မှာဇဲခုံလေးရဲ့ကလေးတုပ်ကိုရက်ကြည့်နေခဲ့ပါရီအဲ့ဒီအချိန်စီဝေလာဖြစ်ဟန်ဆောင်ထားတဲ့ကလေးမလေးကဇဲခုံလေးရဲ့အဖွဲ့ကိုရောက်လာပြီးတော့စီဝေလာအစ်စ်ကိုအယူသေးပြီးကပြန်ထွက်သွားတာတွေ့လိုက်ရပါရီ အဲဒါကြောင့်ဂေရော့ကလည်းကလန်သီးရဲ့လက်ကွက်ကိုတီသွားခဲ့ပြီးတော့နန်းဆောင်စီကိုပြန်လာခဲ့ပါရီနန်းဆောင်လေးကိုရောက်တဲ့အခါမှာသူအကုန်သိနေတဲ့အကြောင်းဂေရော့ကကလန်သီးကိုပြောပြလိုက်ပါရီကလန်သီးကလည်းစီရီလာဟာသူနဲ့ရှိနေသူ၏အန်နီယကေးနဲ့တူအပ်နက်ကရီလာတိုက်ခဲ့မယ်ဆိုရင်တော့မှသူ့မှာရေတက်ရောစစ်တက်ရောရှိနေရကြောင်းစီရီလာလုံးုံနေလို့မန်မာနှထောင်ပြီးတော့ပြောလိုက်ပါရီပြီးတော့မှဂေရော့ကိုအေးစေးပြန်ထွက်သွားဖို့ပြောလိုက်တာပါအဲဒီအချိန်မှာအေးစီရောက်လာပြီးတော့ဂေရော့ကိုမျိုးအထွက်ထိလိုက်ဖို့မယ်လို့ပြောကလိုက်လာခဲ့ပါရီ လာရောက်တဲ့အခါမှာဂေရော့ကအေ့စ်ကကန်ဂျမောင်းလေးစားတဲ့သူမလို့ယုံကြည်ရတဲ့အတွက်ဂလန်ဒီရဲ့အတားနဲ့မာနာကြောင့်ခလီဒုက္ခမဖြစ်ရအောင်ဂယူးဆိုင်ဖို့မားလိုက်ပါရီအေ့စ်ကတော့အရင်တစ်ခေါက်ကဂေရော့နဲ့ဆုံခဲ့ဘူးလို့မဟုတ်တော့ပေနဲ့ဂလန်ဒီနဲ့လက်ထပ်ပြီးတော့မန်မာနာထောင်လွှားလာတာကြောင့်မလို့ဂေရော့ကိုလှည့်စားပြီးတော့အချုပ်ထဲကိုထိထားလိုက်ပါရီနောက်တစ်ခါမှာတော့ဂေရော့နဲ့လမ်းခွဲလာတဲ့ရန်ဒီဖာကနက်ဖ်ကနေမြေပေါ်မှာရှီယောင်းသူတည်တနာလုပ်ငန်းလုပ်နေတဲ့အစ်ထရစ်စီကိုရောက်လာခဲ့ပါရီပြီးတော့မှဘားဆိုင်တစ်ခုမှထိုင်နေတဲ့ရန်ဒီဖာက သူအရီဒူဇာကမထွက်ခင်တုန်းကအေဒရစ်ကန်လန်ခဲ့တဲ့နှစ်ယောက်တပွားကိစ္စကိုအခုချိန်မှာပြန်ပြီးတော့စဉ်းစားနေပြီလို့လည်းပြောလိုက်ပါရီရန်နီဖာကလည်းတယောက်တည်းမနေချင်တော့တာကြောင့်မလို့အေဒရစ်ကိုပြန်ကပ်ပြီးတော့အတူတူနေဖို့ကြိုးစားပေမယ့်အေဒရစ်ကတော့သူ့ဘဝမှာတစ်ခါအသေးကွဲပြီးတဲ့ကအလုပ်ထဲမှာပဲစိတ်ညစ်ထားတဲ့အတွက်နောက်တစ်ခေါက်ဆိုတော့သူ့ဘဝမှာမရှိတော့ဘူးလို့ပြန်ညင်းကထွက်သွားခဲ့ပါရီရန်နီဖာကလည်းတယောက်တည်းကြံနေခဲ့တုန်းလူတယောက်ရောက်လာပြီးတော့စကားလာပြောခဲ့ပါရီရန်နီဖာလည်းဘယ်သူလဲလို့မေးတဲ့အခါမှာသူကသူ Vega 4လို့ပြောပြီးတော့သူလည်းပဲအရီဒူဇာကမော်စီယာတယောက်ဖြစ်ကြောင်းပြောလိုက်ပါရီ ပြီးတော့မှ Vega 4ဟာ Navga တွေကမှောစရာတွေကိုခွင့်ပြုမိမပါရင်လက်မခံတဲ့အကြောင်းပြောပြီးတော့သူတို့မရိပ်မိခင်မှာ Aridusa ကိုလိုက်ခဲ့ဖို့အတွက်ခေါ်လိုက်ပါတယ်။ Reniva ကလည်း Aridusa လိုမျိုးအလင်းညာအရှုပ်ထုတ်တွေများတဲ့နေရာကိုမလိုက်နိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ Vega 4ကလည်းပဲအခုချိန်မှာ Tassira ရောသူရောက Reniva ကိုလိုအပ်နေရာကြောင့်မလို့လိုက်ခဲ့ဖို့ထပ်တောင်းဆိုလိုက်ပါတယ်။ Reniva ကလည်း Tassira ကတကယ်ပဲသူ့ကိုလိုအပ်တယ်လို့ပြောရလားဆိုပြီးတော့ပြန်မိတဲ့ခါမှာ ဗေဂါဖိုးကလည်းထက်ဆီရာကသူတင်ခဲ့သမျှတပေးအီတွေမှာရန်နီဖာအတော်ဆုံးလို့ပြောခဲ့ဘူးတဲ့ဆိုပြီးတော့လှည့်ပြောလိုက်ပါတယ်။ရန်နီဖာကလည်းအရီဒူဆောင်စိတ်ကုန်နေပြီမဲ့သူ့ကိုတမိတယောက်လို့ချစ်ခဲ့တဲ့ထက်ဆီရာကိုတန်ရုံးစီရှိနေတဲ့အတွက်ထက်ဆီရာကလိုအပ်တယ်လို့ကြားရနေအရီဒူဆောင်လိုက်လာခဲ့ပါတယ်။အရီဒူဆောင်ရောက်တဲ့အခါကျမှဗေဂါဖိုးကအဲနက်ဖဂါရီကစင်ထရာကိုတိုက်ခိုက်ဖို့ပြင်ဆင်နေရကြမလို့နက်ဖဂါရီသာအင်အားကြီးထွားခဲ့ရင်ဒီမော်ဆီယာရီရဲ့ဘဝအဆင်မပြေမှုတွေကပိုပြီးတော့များလာဖို့ရှိနေတဲ့အတွက်ကြောင့်မလို့ မြောက်ပိုင်းတိုင်းပြည်နယ်ပူပေါင်းပြီးတော့ NAF ကောက်တားဆီးရမယ်လို့ပြောလိုက်ပါတယ်။အဲ့တော့ Renifer ကလည်းပဲနင်းကိစ္စနင်းကိစ္စငါးကိစ္စငါးကိစ္စဆိုပြီးတော့ပြောကာပြန်မယ်ဆိုပြီးတော့ Tassira ဘယ်မှာလဲလို့မေးလိုက်ပါတယ်။ကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါစီဗျာ။ခီးထွက်လာပဲဖြစ်ဖြစ်အလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုရောက်လာခဲ့ရင်မြန်မာစားစာလေးတွေကိုအေးအေးဆေးဆေးစားသုံးလို့ရမယ်စားတောက်ဆိုင်လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ဒီအိမ်စားသောက်ဆိုင်လေးမှာဆိုရင်တော့မြမရိုးရစားသောက်တွေကိုဝိုင်းစပိုမှုကြီးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့အရာသာကတော့အကြိုက်တွေ့ရမယ်ဆိုတာသိကြပါပဲ မြန်မာအစားအစာတွေမကထိုင်းယူအစားအစာတွေကိုလည်းမာယူနိုင်ပါ रे အစားတိုင်းဆိုရင်တော့အဆင်မပြေဘူးဆိုသူများတို့လည်းအဖျော်ရမကများလည်းသုံးဆောင်နိုင်ပါသေးတယ်ဒါရီမလားဆိုရင်တော့ပဲဟုတ်မလဲဗျာဒီအိမ်စားသောက်ဆိုင်မှာနေခြင်းပေးအခန်းကားဝင်ဆောင်မှုကိုလည်းအသက်သာဆုံးနှုံးထားတွင်နဲ့စီစဉ်ပေးထားပါသေးတယ်နောက်ထပ်တစ်ခုကအလဲဗီဇာတက်တန်းတိုးခြင်းသေးတာလားအလဲဗီဇာကလည်းရေရှည်နေလို့ရမယ်ဗီဇာတစ်ခုခုကိုပြောင်းလဲခြင်းသေးတာလားအေးစေးကလေးမွေးလို့ဆိုရအောင်စာဖိတ်တွေရှိပါသေးတယ်နောက်ဆုံးချက်အနေနဲ့တင်းတော်တဲ့ဈေးနှုန်းကောင်းမွန်တဲ့ဝင်ဆောင်မှုတွေနဲ့စီစဉ်ပေးနေတဲ့ခီးသွွားဝင်ဆောင်မှုပါဝင် လီစိတ်အချိုပိုပစ်ကပ်စားပြီလည်းရှိပါသေးတယ်ခင်ဗျာဒီအိမ်စားသောဆိုင်ကနေထိုင်းနိုင်ငံနာမည်ကြီးအိုက်ကွန်ဆီယံမောကို BDS နံပါတ်တိုင်းစီးအောင်နဲ့ရောက်မှလည်းဖြစ်ပါတယ်ဒီအိမ်စားသောဆိုင်လေးကိုလာမယ်ဆိုရင်တော့ဝဝင်ရိုင်မှတ်တိုင်းဒီ BDS စီးလာပြီးတော့အိတ်စနမ4ကနေဆင်းလိုက်တာနဲ့ရှင်းနာကမြင်ရတဲ့ခွန်နမူရီလေးလမ်းတဲကိုဝင်လာခဲ့ုံပါပဲခင်ဗျာအဲတော့မှ Vega 4ကလည်းပဲ Renifa ရောက်နေတာထက်စီရာတိတော်မသိဘူးလို့ပြောလိုက်ပါတယ် Renifa ကလည်းထက်စီရာနဲ့မျှပြီးတော့သူ့ကိုခေါ်လာတယ်ဆိုတာသိသွားပြီးတော့ရီတူစာပို့ပြီးတော့ဆက်ဆုပ်သွားကလှည့်ထွက်လာခဲ့ပါတယ် အဲ့တော့ Ready Fire လေးပဲ Redusa ပြန်ရောက်တော့သူငငယ်တုန်းကနေခဲ့ဘူးတဲ့အဆောင်လေးစီကိုပြန်သွားကြည့်ရင်အတိတ်ကအဖြစ်ဆိုးတွေကိုပြန်ပြီးတော့သတိရနေခဲ့ပါတယ်။ပြီးတော့မှသူနေခဲ့ဘူးတဲ့အခန်းရှိကိုရောက်တဲ့အခါမှာသူ့ကိုအခန်းထဲကနေပြန်ပြီးတော့အတန်းကြီးကိုကြောက်တာကိုသူကတွေ့ရတယ်။အဲ့တော့ Ready Fire လေးပဲ Redusa ပြန်ရောက်တော့သူငငယ်တုန်းကနေခဲ့ဘူးတဲ့အဆောင်လေးစီကိုပြန်သွားကြည့်ရင်အတိတ်ကအဖြစ်ဆိုးတွေကိုပြန်ပြီးတော့သတိရနေခဲ့ပါတယ်။ပြီးတော့မှသူနေခဲ့ဘူးတဲ့အခန်းရှိကိုရောက်တဲ့အခါမှာအခန်းထဲကနေပြန်ပြီးတော့အတန်းကြီးကြောက်တာကိုသူကတွေ့ရတယ်။အဲ့တော့ 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 Ready Fire လေးပဲ Redusa မင်းနေမှာတော့သူ့အတိတ်တုန်းကရုပ်ဆုံးမဖြစ်ခဲ့တဲ့အချိန်တုန်းကကိုကိုကိုတက်တည်ဖို့ကြိုးစားခဲ့တဲ့အကြောင်းတွေကိုပြန်တွေးမိသွားတာကြောင့်မလို့ရန်နီဖာလေးပဲစိတ်ကိုပြန်လည်ပြီးတော့ထိန်းလိုက်ရပါတယ်။ပြီးတော့မှကလေးတွေကိုအပင်နေရဲ့တကယ့်အသုံးဝင်ပုံကိုလက်တွေ့ပြမယ်လို့ပြောပြီးတော့အပင်ဆိုင်တဲ့အခန်းစီကိုခေါ်လာပါတယ်။အခန်းလေးရောက်တဲ့အခါမှာတော့အပင်နှမျိုးရဲ့အပွင့်ကိုရောကျိတ်ပြီးတော့အခုလက်တွေ့ပြမယ့်အကြောင်းအရာတွေကိုဒီကြောင်းဆရာမတွေကအနာတတရဲ့ဆေးဘာညာဆိုပြီးတော့ဂျင်းထည့်လိုက်မယ်ဆိုတာ ပြောလိုက်ပါတယ်။တကယ်လက်တွေ့အပွင့်တွေကိုရောလိုက်တဲ့အခါမှာတော့ အယောင်ထူးကြတဲ့အယောင်နဲ့အငွေ့တွေထွက်လာတယ်လို့လက်တွေ့ပြလိုက်ပါတယ်။ကလေးတွေကလည်းအငွေ့တွေရှူမိပြီးတော့ထင်အောင်ထင်မှားတွေဖြစ်ကာပြောကြရတယ်ပြောကြရင်းနဲ့တို့တွေကအရီဒူစာအကြောင်းမှာတက်ခွင့်ရဖို့ပတ်စံပေးတက်ရတယ်ဆိုတာကိုရန်နီဖာတယောက်သိခဲ့ရပါတယ်။ရန်နီဖာကလေမော်တင်းတို့ကမော်ဆွမ်းမရှိတဲ့ကလေးတွေကိုခေါ်ပြီးတော့ဘာတွေလုပ်နေရလဲဆိုတာတွေးစရာဖြစ်သွားခဲ့ပါတယ်။အဲဒီအချိန်မှာကလေးတယောက်ကအပင်နီကိုမရောဆက်ဖို့စီးကန်းထုတ်ထားတဲ့အကြောင်းပြောပြီးတော့ဆ iam မတွေတီးရတဲ့အကြောင်းထုတ်ခံရမှာမလို့ပြန်ချဖို့အချင်းချင်းခေါ်နေပါတယ်။ရန်နီဖာလေ ဒီเจ้าမှာနေထုတ်တာတဲ့ဆိုရဲအပြစ်ပေးမှုတွေရှိရလို့ပြောပြီးတော့သူငယ်ချင်းတွေကိုငရှိနေဖြစ်အောင်ပုံစံပြောင်းခဲ့တဲ့မြေရောက်ဂူတွေကိုခေါ်လာခဲ့ပါတယ်။ဂူတွေကိုရောက်တာနဲ့ Renny Far ကเจ้าမိရနဲ့ဘီမာရီစီမှာမှော်ဆရာအဖြစ်အမှုထမ်းဖို့တွားတဲ့သူတိုင်းကသူတို့စီကလူတယောက်ဖြစ်ခွင့်ဆိုရဲအရာတွေအဆုံးရှုံးခံရပြီးမှရောက်သွားကြရတာလို့ရှင်းပြလိုက်ပါတယ်။ပြီးတော့မှ Renny Far ကလေသူခံစားခဲ့ရသမျှခံစားချက်တွေပြင်းထန်ပြီးကလေးတွေကသူပြောတာကိုနားလေနိုင်မလေနိုင်ဆိုတာမစင်စားမိတော့ဘဲနဲ့လောကမှာလူတယောက်အဖြစ်လူခွင့်ရဲ့အပြေးဝလိုချင်ရင် ဒီနေရာထွက်ပြီးတော့ကိုဘွားကိုစိတ်ကြိုက်ဆက်ရှောက်ဖို့တက်ပြောလိုက်ပါလေကလေးတွေကလည်းသူပြောတာနားမဝင်မင်းနဲ့သူတို့စီကန်းဖောက်ပြီးအောက်နေရသတိထားမိပြီးတော့ပြန်မှုလုပ်ကြပါလေအဲအကြောင်းမလို့ရန်နီဖာကလည်းအရှင်းအဖြစ်ပုံပြောင်းခဲ့ရတွေကိုပြန်ပြောပြရင်ရေတွေကငှက်ရှိနေကိုပြလိုက်ပါလေအဲအချိန်ထက်ဆူရာရောက်လာပြီးတော့ကလေးတွေကိုအခန်းပြန်ဖို့အမိန်ပေးကရန်နီဖာကိုလည်းအမားရည်ရက်ဖို့တက်ပြောလိုက်ပါလေရန်နီဖာလည်းထွက်သွားတဲ့ထက်ဆူရာနောက်ကိုလိုက်ပြီးတော့မော်ပညာမရှိတဲ့ကလေးကိုခေါ်ပြီးတော့လူတွေအကြိုက်ကိုလိုက်လုပေးနေတာ တစီရာကတချိန်လုံးကသူ့ကိုတုံတင်ခဲ့တဲ့စကားရင်းနဲ့စန့်ကျင်ပတ်ပေးလို့ပြောလိုက်ပါရီတစီရာကလေတခါလေမှာတော့အရာအားလုံးအစဉ်ပြေဖို့အတွက်အပေးယူဆိုတာလုပ်ပေးရည်လို့ပြန်ပြောနေတော့မော်ဆီယာမားရဲ့အကုံလုံးအရေးကြီးတုတ်ပြနဲ့အစည်းဝေးခန်းစီကိုသွားနေတာတွေ့လိုက်ရပါရီတစီရာကလေရန်နီဖာကိုဆက်မပြောတော့ဘဲနဲ့အစည်းဝေးခန်းထဲဝင်သွားခဲ့ပါရီရန်နီဖာကလေဘာရီဖြစ်နေလဲစဉ်းစားကြက်နေတော့မှာတယ်ရစ်မေရီကိုတွေ့ရကြမလို့နှုတ်ဆက်လိုက်ရင်းနဲ့မေးလိုက်ပါရီ မေရီဂိုးစ်ကလည်းပဲနက်ဖ်ကရီစင်ထရာကိုတိမ့်မှုပြင်းနေရကြောင်းမလို့အရေးပေါ်အစည်းအဝေးလုပ်နေရလို့ရှင်းပြလိုက်ပါရီရန်နီဗာကလည်းမေရီဂိုးစ်နဲ့အတူတူအစည်းအဝေးခန်းထဲကိုဝင်ခဲ့ပါရီအစည်းအဝေးခန်းထဲမှာတော့ဒက်စီရာဗေဂါဖုန်းနဲ့မေရီဂိုးအပောင်ဝင်တခြားမော်စီယာအချို့ကတစ်ဖက်စရိတ်ကေဘောမော်အသင်းဥက္ကရာနဲ့တခြားမော်စီယာတချို့ကတစ်ဖက်နဲ့နှစ်ချမ်းကွဲကစကားများနေကြပါရီစရိတ်ကေဘောတို့ဘက်ကတော့နက်ဖ်ကောက်မတားကြပြီနဲ့ဂျာနီဝါရာတိုင်းနေဖို့အဆူပြုတ်နေကြပါရီ ဒါစီရောကလည်းနက်ဖကတွေကမှော်သိတော့မလီးစားအကြောင်းမလို့လွတ်ပေးလိုက်မယ်ဆိုရင်စစ်ပွဲရဲ့ထိမနိုင်သိမ်းမရဖြစ်တော့မှာအကြောင်းမလို့မြောက်ပိုင်းပြည်နေနဲ့ပူပေါင်းပြီးတော့နက်ဖကကိုတားဆီးကြဖို့ပြောနေပါရီအဲ့လိုနဲ့နှစ်ဖက်ကအငင်းပွားနေတော့ဒါစီရောကနက်ဖကကိုလွတ်ပေးလိုက်တဲ့ဥက္ကဋ္ဌရဲ့တူမဖရန်ဂျီလာကမှော်သိတော့ဘက်ကမပါဘင်းနဲ့လှုပ်ချင်ရလှုပ်နေတဲ့အကြောင်းစာပြောလိုက်ပါရီထရစ်ဂေဘောကလည်းရန်နီဖာကိုနက်ဖကအတွက်စီးရင်ပေးတော့ကရန်နီဖာလှုပ်ချင်ရရင်လှုပ်ခဲလို့အခုလိုလွဲကုန်ရတဲ့အကြောင်းပြချက်နဲ့ပြန်ပြီးတော့ငင်းချက်ထုတ်ပါရီ။သူအကြောင်းပါလာကြောင်းမလို့ရန်နီဖာကလည်းပဲ ူသဘောတိုင်းဆိုရင်တော့အကုန်လုံးကိုမီးလောင်တိုက်သွင်းပြင်မယ်လို့ဝင်ပြောလိုက်ပါရီအဲဒီအချိန်ဖရန်ဂျီလာရောက်လာပြီးတော့သူတို့နက်ကာတွေကစင်ထရာတစ်ခုပဲတိမ်းမှာမလို့တခြားတိုင်းပြည်တွေအတွက်စိတ်ပူစရာမလိုဘူးလို့ပြောလိုက်ပါရီပြီးတော့မှနက်ကာအေဂရစ်မီလီယံဖြူရဲ့လုပ်ရက်တွေကအစင်လာကိုဖျက်ဆီးတာမဟုတ်ဘဲနဲ့ပြုပြင်မုန်းမံနေရလို့ထပ်ပြောလိုက်ပါရီနောက်ဆုံးမှာတော့သူတို့နက်ကာတိမ်းထားသမျှနေရာတွေအကုန်လုံးမှာလွတ်လပ်တဲ့ငြိမ်းချမ်းမှုတုတေသနလုပ်ငန်းတွေကိုလည်းခွင့်ပြုပေးထားကြမလို့နက်ကာရဲ့လုပ်ရက်ပေါ်မှာအပြစ်မတင်ဘူးပြောလိုက်ပါရီ နံပါတ်စလုံးကလည်းအပြန်အလှန်ငင်းကုန်ကြရင်းနဲ့နောက်ဆုံးမှာတော့အသင်းတော်ရဲ့ဥပဒေတိုင်းမဲခွဲဖို့ဆုံးဖြတ်လိုက်ကြပါတယ်။မဲခွဲဆုံးဖြတ်လိုက်တဲ့ခါမှာတော့စရစ်ဂေဘိုးတို့ဘက်ကအားတာခဲ့တဲ့အတွက်ထက်စီရာတို့ကလည်းဘာမှမပြောတော့ဘဲနဲ့အစည်းအဝေးသိမ်းခဲ့လိုက်ပါတယ်။အစည်းအဝေးခန်းမှာအပြင်ရောက်တဲ့ခါမှာတော့ထက်စီရာကအစည်းအဝေးရမဲမနိုင်ပေမဲ့လုံတင်တော်ကလောရမှာမလို့ရန်နီဖာကိုသူတို့ဘက်ကကူပြီးဖို့တောင်းဆိုလိုက်ပါတယ်။ရန်နီဖာကလည်းချီးထုတ်ကြတဲ့မော်အသင်းတော်အတွက်ဘယ်တော့မှမတိုက်ခိုက်ပေးဘူးလို့ပြန်ပြောလိုက်ပါတယ်။ထက်စီရာကလည်းလက်မလျှော့ဘဲနဲ့ အသင်းတော်အတွက်မဟုတ်ရင်တော့မှသူ့အတွက်ဝင်ပါပြီးဖို့ထပ်တောင်းဆိုတဲ့အခါမှာတော့ Ranifa လေးပဲမလွန်ဆန်နိုင်တော့ဘဲနဲ့လက်ခံလိုက်ရပါပြီ။ Reducer မှာမော်စီယာရီအငင်းပွားနေတဲ့ချိန် Sindra မှာတော့ Nefka ရီကဒိုင်းမီတစ်ခုလုံးကိုသိမ်းပိုက်နေခဲ့ပါပြီ။အဲဒီချိန် Gero ကလည်း Sindra ရဲ့အချုပ်ခန်းလေးကနေစိတ်ညင်အောင်နေနေအချိန်လေးတစ်ခုကိုစောင့်နေခဲ့ပါပြီ။ Glandy ရဲ့နန်းဆောင်လေးမှာတော့ Glandy ကသူတို့အချိန်လေးမကောင်းတော့ရတဲ့အတွက် Serial အတွက်မျောလင်းချက်က Gero တယောက်ပဲကြံတော့ရလို့ Mouses ကိုပြောလိုက်ပါပြီ။ မောင်ဆက်ကလည်းဂေရောရှိကအချုပ်ကန်းစီကိုထွက်သွားတဲ့ခါမှာကလန်ဒီကစီရယ်လောက်ကိုစိတ်တက်မကြနိုင်ဘဲနဲ့တတိရှိရှိဘိုးအောင်ဆက်လျှောက်ဖို့ပြောနေပါရီ။နက်ဖ်ကစစ်တီတွေကလည်းဇင်ဒရာမှာတွေ့သမျှအကုန်လုံးကိုစစ်တုံမှန်မထားဘဲနဲ့အမြင့်ပြတ်တုတ်တင်နေပါတော့လေ။ဂေရောကလည်းပဲအချုပ်ကန်းရှိကဖြတ်သွားတဲ့ရဲမက်တယောက်ကိုတိုက်ခိုက်ပြီးတော့တောအုပ်ဖွင့်ကအပြင်ကိုထွက်လာနိုင်ခဲ့ပါရီ။အပြင်ကိုရောက်တဲ့ခါမှာဂေရောကလည်းတွေ့သမျှနက်ဖ်ကစစ်တီတွေကိုတုတ်တင်နေတဲ့စီရယ်လောက်ကိုရှာနေပါရီ။ ညောင်ဆောင်နေမှာလေးပဲမောက်ဆက်ပြန်ရောက်တဲ့အခါမှာမောက်ဆက်ကအချုပ်ခန်းထဲမှာဂေရောမရှိရတဲ့အကြောင်းကလန်ဒီကိုပြောလိုက်ပါရီအဲအကြောင်းကလန်ဒီကလည်းစီရယ်လာကိုကိုရန်တော်နဲ့အတူတူထွက်ပြေးပြီးတော့ဂေရောကိုရှာဖို့ပြောလိုက်ပါရီစီရယ်လာကလည်းဝမ်းနေလုံပြီးတော့အော်ဟစ်လိုက်တာကြောင့်မလို့စီရယ်လာရဲ့မော်အစွမ်းတွေနိုးထလာခဲ့ပါရီကလန်ဒီကလည်းစီရယ်လာကိုချော့မော့ပြောကာကိုရန်တော်နဲ့အတူတူလွတ်ပြီးတဲ့နောက်မှာတော့နန်းတော်ဘွားခုံချတက်တည်သွားခဲ့ပါရီဂေရောကလည်းတိုင်ရင်ခိုင်ရင်နဲ့စီရယ်လာကိုရှာနေတော့အပေါ်ကပြုတ်ကြလာတဲ့ကလန်ဒီရဲ့အလောင်းကိုတွေ့လိုက်ရပါရီ အဲဒါကြောင့်ဂေရော့ကလည်းစီရယ်လာအတွက်စိတ်ပူသွားပြီးတော့ nef ကစစ်တီရောတယောက်ကိုဖမ်းကဂျင်းကြောက်ဆစ်ဆီးပြီးတော့မေးလိုက်ပါတယ်။ဒါပေမဲ့ nef ကစစ်တီတွေကဝါရဖြန့်မော်ပညာရဲ့အစိတ်မိထားအကြောင်းမလို့ဘာမှမပြောဘဲနဲ့အသေးခံသွားတဲ့အတွက်ဂေရော့ကလည်းသူ့ဘာသာသူဆက်ရှာဖို့ထွက်လာခဲ့ပါတယ်။နောက်တစ်ခါမှာတော့မျိုးငယ်တစ်ခုကနေမြင်းကိုပြီးတော့ထွက်ပြေးလာတဲ့စီရယ်လာကမြက်တော်တစ်ခုထဲမှာညာအိတ်ဖို့နားနေပါတယ်။အဲဒီအချိန်မှာလူသန်နေကြအကြောင်းမလို့သတိထားရှာနေချိန်လူတို့ကသူတို့ဟာစင်ထွာတိုင်းပြည်ကပြည်သူပြည်သားတွေဖြစ်ကြအောင်ပြောပြီးတော့အနောက်ကပ်လာခဲ့ပါတယ် စီရလာကလေလူအုပ်ထဲမှာရှိတဲ့တယောက်ကသူနဲ့တူတူဇဲခုတ်ကစားခဲ့ဘူးတဲ့တငယ်ရင်းတယောက်ကိုတွေ့သွားအောင်မလို့ဝမ်းသာအားရနှုတ်ဆက်လိုက်ပါလေဒါမဲ့အနောက်ရောက်တဲ့ခါမှာတော့စီရလာရဲ့တငယ်ချင်းကိုရိုင်းကစီရလာကိုဖမ်းပြီးတော့နက်ဖကရီစီကစူချင်းဝင်ယူဖို့စူးစမ်းတော့ခံလိုက်ရပါလေစီရလာကလေသူ့ကိုဝိုင်းချုပ်ထားတဲ့လူတွေလက်ကနေရုံရင်ကန်ရင်နဲ့တခုခုဝင်ပူးသွားတယ်လို့နဲ့အထူးသဖြင့်စကားတွေကိုပြောလိုက်ပါ ori ချုပ်ထားတဲ့လူတွေကလေကြောက်ပြီးတော့စီရလာကိုလှုပ်ချလိုက်တဲ့အချိန်မှာစီရလာကဒူးတောက်ထိုင်းချပြီးတော့ ရွှေပြည်တရားခေကုံသွားကတကယ့်စစ်ပွဲအချင်းုံရောက်ပြီလို့အတန်အနက်ကြီးနဲ့အတက်ကုံဟစ်အော်ကပြောလိုက်တဲ့အချိန်မှာပဲတဝေချာစီဇန်1ရဲ့ episode 7 before 4ကလည်းပြီးဆုံးလို့တွားခဲ့ပါပြီ။ဟုတ်ကဲ့ပါ။ရုပ်ရှင်စကားကောင်းလေးတွေကိုအစင်စက်မပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD4 channel လေးကိုလည်း like and subscribe လုပ်ပြီးထားကြပါခင်ဗျာ။အားပေးကြတဲ့ပရိသတ်များလေးစိတ်ကြမ်းပါခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံတော့မူကြပါစေလို့ ZD4 ရဲ့ဝိုင်းတော်သားများကစုမုံကောင်းများတောင်းပေးလိုက်ရပါတယ်။ အဆုံးထိကြည့်ရှုပေးတဲ့အတွက်လေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျ။